ရီးယအသင်းရဲ့ပြင်သစ်တိုက်စင်မိုးဘာဘီကပေါ်တူဂီတိုက်စင်မိုးဆီရိုနေဒိုဟာရီးယအသင်းရဲ့နံပါတ်၁ဖြစ်နေစေလို့ပြောကြားခဲ့ပါတယ်။မိုဗီစတာနဲ့ပြုလုပ်တဲ့အင်တာဗျူးအစီအစဉ်တစ်ခုမှာဘာဘီကအဲ့လိုပြောကြားခဲ့တာဖြစ်ပြီးဆီရိုနေဒိုဟာသူ့ရဲ့အစံပြကစားသမားအဖြစ် အစဉ်အမြဲတည်ရှိနေတယ်လို့လည်းဆိုခဲ့ပါဗျ။ခရစ်စတီယာနိုကကျွန်တော်အတွက်တော့စံပြကစားသမားအဖြစ်အမြဲရှိနေတာပါ။သူနဲ့စကားပြောခွင့်ရတာကပဲကျွန်တော်ကံကောင်းနေပါပဲ။သူကကျွန်တော်ကိုအကြံဉာဏ်ပေးတယ်လို့အကူအညီလည်းပေးပါတယ်။သူကမက်ဒရစ်မှာနံပါတ်၁ဖြစ်နေသေးပဲလို့ထင်ပါတယ်။သူကရီယယ်ကစားသမားတွေအတွက်ရည်ညွှန်းပြောရတဲ့သူပါ။ပရိသတ်တွေကလည်းခရစ်စတီယာနိုအကြောင်းအိမ်မက်မနေကြတော့မှပဲ။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ပဲသူ့နောက်လိုက်ချင်ပါတယ်လို့ဘာဘီကပြောကြားခဲ့ပါတယ်။ ဆီရနေဒိုကရီရဲ့အသင်းအတွက်ပြိုင်ပွဲဆောင်ဂိုးပေါင်း450သွင်းခဲ့တာကြောင့်ရီရဲ့အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူဖြစ်ပြီးဘာပေကတော့ရီရဲ့ကစားသမားဘဝ16လတာကာလအတွင်းမှာ58ဂိုးသွင်းယူထားပါတယ်ဘာပေကကောလာဟာလာသတင်းနဲ့ထွက်နေပေမဲ့ရီးယားအသင်းပေါ်ဗီနီစီယပ်စ်နဲ့သူ့ရဲ့ဆက်ဆံရေးကအလွန်ကောင်းမွန်နေကြောင်းလဲအဲ့ဒီအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။